ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရန်ကုန်မြို့ရဲ့အနောက်မြောက်ဘက်မှာကုတန်းသွားလာရေးခက်ခဲလာတဲ့ဒါဂျီတော်လို့ခေါ်တဲ့ဂျေးရွာငယ်လေးရှိခဲ့ပါတယ်။ထိုဂျေးရွာလေးဟာမူခေါင်ရေရှားပြီးဒိန်းနံများလည်းမဖြစ်ထွန်းတာကြောင့်ဂျေးရွာသူရွာသားများလည်းခက်ခဲလာတဲ့တပ်ပြေးကိုရင်ဆိုင်နေကြရပါတယ်။အကိအနိုင်များကမဖြစ်ထွန်းသလိုဒေါတောင်ကိုမိကိုနေတဲ့ဒါရဲတိရစ္ဆာန်များလည်းငဲပန်းလာတာကြောင့်အမဲလိုက်ပြီး ရှာဖွေစတော့ဖို့လည်းအခက်အခဲကြုံလာကြပါတယ်။ဒါပေမဲ့ဒီနေ့မှတော့နည်းလက်တရားချင်းတန်းနေတဲ့ဒုရောသင်ယဟန်တပါးဟာယာကြည်တော်ကြီးရွာလေးနာကိုရောက်ရှိလာခဲ့ပါတယ်။ရွာနဲ့မနီမဝေတောကျနာကအရေးအာဝတာကောင်းတဲ့အပင်ကြီးတပင်အောက်မှာစခန်းချရင်းတရားချင်းတန်းနေခဲ့ပါတယ်။ဒရောဒင်ယဟန်တပါရွာနာကိုရောက်နေတဲ့တည်င်းကိုကြာတိပြီးရွာသူကြီးဦးမြတ်တာနဲ့ရွာသားအချို့ဟာ ွားရောက်စီကဝင်ပြုခဲ့ကြပါတယ်။ဒါရင်နောက်မှာတော့ရွာသူကြီးဦးမြတာလည်းခြေရွာမှာဖြစ်ပျက်နေတဲ့ဘိုးကောင်ရေရှားမှုတွေနဲ့ဒိန်းနံရှားပမှုကပ်ဘေးတို့ကိုရွာသူရွာသားတို့ရင်ဆိုင်နေကြကြောင်းရောက်တင်လိုက်ပါတယ်။ရိုးရိုးရင်းရဟန်းလည်းရွာသားများရဲ့အဖြစ်ကိုတနာကျင်လာပြီးရောဆောင်နဲ့အောင်ဆောင်နဲ့တို့ကိုနိမ့်မစ်ဆောင်းထင်းခဲ့တဲ့ဒေးလာသမားလေးနဲ့တိုင်းတဲ့တစ္ဆာပြူပြီးကဆူကနေလွတ်မြောက်အောင်တစ္ဆာဆူခဲ့ပါတယ်။အဲဒီနောက်မှာတော့ ခေါင်းကင်တစ်ခုလုံးမဲမောင်လာပြီးရေပြင်းများလဲအဆက်မပြတ်အိုက်ခတ်ကမိုးများလဲအဆက်မပြတ်လွှာသွန်းပါတော့လေဆရာတော်ကရွာကနေခရီးမဆက်ခင်အထုမှောင်ကြခဲ့တာတခုရှိပါတယ်အဲ့ဒါကတော့လာသူရွာသားများအလုံးအမဲလိုက်တာတာအလုတ်ကိုမလုတ်ကြဖို့နဲ့ဒီကျုံညို့ပင်ကြီးကိုကြော်လွန်ပြီးတောနဲ့ထဲမှာအမဲလိုက်တာတာအလုတ်တွေဆက်လုံးမီရင်ဒီရွာလုံးထမ်းမှန်ဒုက္ခရောက်ကြလိမ့်မယ်ဆိုပြီး မိတ်ဆိုကခရီးထွက်ခဲ့ပါတယ်။ရာကြီးတော့ခြေရွာကလေးဟာမူးခေါင်ရေရှားတဲ့ကံပေးကနေလွန်မြောက်ပြီးဒိနံများလဲကံလဲဖြစ်တွန်းလာရာရာသူရသားများရဲ့လူမှုအေထံရေးလဲပုံမှုအဆင်ပြေလာခဲ့ပါတယ်။နေ့အနေငယ်ကြတဲ့အခါမှာတော့ရာကြီးတော့ခြေရွာသူမဖွေးဦးနဲ့အဲရောင်ကြပြီးပို့ထောင်ဆိုတဲ့လူငယ်တယောက်ရောက်ရှိလာပါတယ်။ပို့ထောင်ဟာအညာသားတယောက်ဖြစ်ပြီးမဖွေးဦးရဲ့မိဘတွေထားခဲ့တဲ့ လေယာဉ်တွေကိုဦးစီးလုပ်ကံကိုရာဂျီတော့ကြီးရွာကိုလိုက်လာခဲ့တာပါဘိုးထောင်ဟာအညာသားပြပြီးအမြဲတမ်းစကားကိုဘုကလန်ကြက်ကြပြောတတ်ပြီးကြောက်ရွံ့ခြင်းနဲ့ကင်းမဲ့တယ်လို့ရွာထဲကအယူဆွဲတွေကိုလည်းယုံကြည်မှုမရှိတဲ့သူပါဒီနေ့မှတော့ဘိုးထောင်ဟာဂိုင်းနေကြတူမီတနက်ကိုပြင်ဆင်ပြီးဟင်းစားကောက်ကောက်ရဖို့အမဲလိုက်ဖို့ကြံရွယ်နေပါလေအခုဇနီးဖြစ်သူမဖွေးဦးတရှိပြီးအခုလိုတတိပေးစကားပြောလိုက်ပါတယ် ကိုထောင်းဒီရောက်မှရှင်တို့အညာလို့အမဲလိုက်လို့မရဘူးရှင်ဇေယျရဲ့ရိုးရံဒလိတွေကိုမဖောက်ပြက်ပါနဲ့တခုခုဆိုရွာထဲကရွာသားတွေကိုတိုင်ပင်ပြီးလှုပ်ပါတို့ကြောင့်ဒီအောင်ဒုက္ခနေပါအောင်မယ်အေးပါမိမရငါလည်းအမဲမလိုက်ပါဘူးကိုကတော်တဲ့ကိုရှင်းသိရှင်းရွက်တော့ခုမလို့ပါဝေဘာကင်းပါရံကိုကြောက်လို့တော်တဲ့သွားတိုင်းတူမီတနတ်ကိုယူသွားနေကြဖြစ်နေလို့ပါမိမရအဖွေးဦးကတော့ အမဲမပြစ်ဖို့ကိုတဖောက်ဖောက်မှာကြနေပေမဲ့ဘိုးထောင်ကတော့မိမဖြစ်သူကိုလင်ညာပြီးအမဲဖြစ်ဖို့တောချက်ကိုတဖြည်းဖြည်းထွက်လာခဲ့ပါတယ်။လောဇာတနီယာကို ရောက်တဲ့အခါမှာတော့ဩဇိုဖူတောင်ကဩဇိုရဲ့ထုံးစံအတိုင်းရေကန်းတစ်ချောင်းကိုလေပေါ်မြောက်ပြီး အမဲလိုက်ထွက်ရမယ့်အရက်မျက်နှာကိုရေးချေခဲ့ပါတယ်။ဒါကတော့ရှေ့မြန်မာမုတ်ဆိုးတွေအသုံးပြုခဲ့တဲ့ဂျုံချင်မှုတစ်ခုဖြစ်ပြီး ထိုတိကိုင်းဟာလဲအိုဆိုးတို့အတွက်ဘေးကင်းရာအရက်ကိုညွန်ပြလေးရှိတယ်လို့လက်ခံယုံကြည်ထားကြပါတယ်။ဖိုးထောင်မြလိုက်တဲ့တိကိုင်းဟာရွာဘက်ကိုပြန်လှည့်ဖို့ပဲညွန်ပြနေပါတယ်။ဈေးကျဉ်းနှံ့မှုမရှိကြကြောင်းတိကိုင်းကိုအချင်းချင်းလေးပေါ်မှာထမ်းမှန်မြောက်တော့လဲဂျေးရွာစီကိုပဲပြန်ဖို့ပဲဥတီညွန်ပြနေပါတယ်။နောက်ဆုံးမှာတော့ဖိုးထောင်ကဘောသားတကြီးဖြစ်ကတိကိုင်းကိုချိုးဖယ်ပြီးတောထဲကိုအမဲလိုက်ဖို့ဝင်လာခဲ့ပါတယ်။ ်မိန်းနဲ့20လောက်လမ်းလျှောက်ပြီးတဲ့အခါမှာတော့ကြီးမားလာတဲ့ဂျွန်းညိုဘင်ကြီးတပင်အနာကိုရောက်ရှိလာခဲ့ပါတယ်။ဒေါ်နဲ့ထဲကိုရောက်တဲ့အခါမှာတော့တော်ရိပ်တောင်းရိပ်ကြောင့်အေးစိမ်းမှုကိုခံစားနေရပြီးဗာဝင်းကျင်တစ်ခုလုံးကလည်းတားရက်လက်ဆံများရဲ့အတန်းကိုမကြရဘဲထူးထူးခြားခြားတိတ်ဆိတ်နေခဲ့ပါတယ်။အနေငယ်လမ်းလျှောက်ပြီးတဲ့အခါမှာတော့ကြီးမားလာတဲ့ဘော်ဒီညောင်ဘင်ကြီးအောက်မှာဒမင်းကြီးတကောင်ကိုထပ်မံတွေ့ရှိခဲ့ပါတယ်။ဒမင်းကိုမြင်လိုက်ရတဲ့ဖိုးထောင်လဲ အချိန်ဆွဲမနေတော့ပဲအသင်းပါလာတဲ့ဒိုမီတနက်ကို ချိန်ရွယ်ပြီးပြေးခိုင်လိုက်ရောင်ရန်နဲ့ခဲကြည်စံအချို့ဟာဒမင်ကြီးရဲ့ဝမ်ပိုက်ကိုထိမှန်ပြီးနေရာမှာတင် တုံးကနေလက်ကျသွားပါတယ်။အိုဇိုဖူတောင်လဲသူ့ရဲ့တိကျလာတဲ့ပြည့်ချက်ကို ကြည့်ပြီးဂျင်းနဲ့အာရနေတော့မှာပဲလေပြင်းများလိုက်ခတ်လာတာကောင်းတဲ့တစ်ခုလုံးကလည်းမောင်မဲလာပါတယ်။အဲဒီနောက်မှာတော့ကြားချီတဲ့ဒမင်ကိုကြောပေါ်မှာထမ်းရင်းရွာဘက်ကိုခတ်တုတ်တုတ် ြန်လာခဲ့ပါတယ်။ရာဂိုပြန်ရောက်တဲ့အခါမှာတော့ဒမင်ကြီးကိုခုတ်ထက်လှိဖြတ်ပြီးချက်ပြုတ်ဖို့ပြင်ဆင်ပါတော့တယ်။ဒမင်သားအတွက်ခုတ်ထက်ပြီးတဲ့အချိန်မှာတော့ဒမင်ဦးဂျူကို သူတို့အိမ်ရဲ့နေရန်တစ်ခုမှာခြေဆွဲထားလိုက်ပါတယ်။အိမ်မှာခြေဆွဲထားတဲ့ဒမင်ဦးဂျူကို မြင်ပြီးဇနိဖြစ်သူမဖွေဦးဟာအော်ထိတ်လန့်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေသမှာကအမဲလိုက်သူလည်းမရှိကြသလိုဒမင်းနဲ့တခါမှမရဘူးကြလို့ပါ နောက်တနေ့မနက်ခင်းကို အရောက်မှာတော့ဘုံစုဖို့တာဝမ်းပိုင်များနာကျင်နေပြီးအပြင့်အထန်ကြားတော့တာပေါ့ဇနေ့ဖြစ်သူမဖွေဦးလဲရွာထဲမှာရှိတဲ့မြမဆေးစရာဦးမြတ်ထင်ကိုတောက်ခေါ်ဆောင်လာခဲ့ပါလေဘုံစုဖို့တာအေးဦးမြတ်ထင် ရောက်တဲ့အချိန်မှာတော့အိမ်နေရာမှာခြေဆွဲထားတဲ့ဒမဲဦးကျော်ကြီးကို တွေ့မြင်သွားပါတယ်အဲဒီနောက်မှာတော့ဒီဒမဲဦးကျော်ကြီးကိုရေကားရတယ်လဲဆိုပြီးစတင်နေလိုက်ပါတယ် ။အိုဇုဖူတောင်လဲရွာပြင်ကျွန်းညုံပင်ကြီးအလွန်ကဒေါ်ဇာကနေပြစ်ခတ်ခဲ့ကြောင်းဖြေကြလိုက်ပါတယ်။ဘုံညတ်ထင်းနဲ့ဘိုးတောင်ရဲ့အဖြေကိုနားထောင်ပြီးအံအောထိတ်လန့်စွာနဲ့အခုလို့ဇက်ပြောပါတယ်။ဒီရောမအမဲနိုင်လို့မရဘူးဆိုတော့မင်းမသိဘူးလို့ပဲ။အထူးသဖြင့်အဲ့ဒီကျွန်းညုံပင်ကြီးကိုကြောပြီးဒေါ်နဲ့ထဲကိုအမဲနိုင်လို့မရဘူးကွ။မင်းမိမမပြောဘူးကဘာမှမပြောဘူးလား။ ဝင်အသက်ရှင်နေတဲ့ဒီကိုပြန်လာနိုင်တော့ပဲကံကောင်းတယ်မက်ကျွန်မလည်းအချောင်းတို့ပြောပြထားပါတယ်သူကဟင်းနေဟင်းရွက်ခုကိုတော့တဲ့ခတ်တော့ပြီးအခုလိုတမင်ကြီးကိုပြစ်လာတာပါအေးအေးမော်လည်းတဆွမ်းတဲ့လောက်တော့ခြေကူတော့မလုပ်ပေးပါမယ်ရောရဲ့ဒလိရိုးရော်ကိုပေါက်ပြတဲ့ဆူတော့ဒီနေ့နေ့နဲ့ပြန်ပြေးဆက်ရတယ်ဝင်ဒီကြာဥမြတ်ထင်းရဲ့စကားအဆုံးမှာတော့ဇနီးတဲ့မဖွေးဦးလန်း မျက်ရည်ဆိုပြီးကြံနေပါလေ။ဒူးကြံစွာနဲ့ပဲလာအနှဲနဲ့အကြံမှာတော့အောင်စိုးဘူးထောင်ပြန်လဲကျမ်းမာလာခဲ့ပြီးဘုံမှန်အတိုင်းတော်လာနိုင်ပါပြီ။ဒါပေမဲ့ဂျေးရွာမှာတော့ဂါဘေးဆုနဲ့ထမ်းမှန်ကြုံရပြန်ပါလေ။ရာဇီဥတုကလည်းပူပြင်းလာသလိုအောင်မင်္ဂလာချီကန်းတွေသာကျက်စားလာပါလေ။ဘိုးကောင်ရေရှားမှုလည်းဖြစ်ပေါ်လာတာကြောင့်ဒီပင်စားပင်တွေဟာလည်းတော်ရုံနဲ့မထီးပွင့်နိုင်တော့ပါဘူး။ ။လွာထဲမှာတည်ဆုံးသူဥယေကလည်းတဖြည်းဖြည်းနဲ့များပြားလာသလိုလွာသူရသားများလည်းအစာရေစာအတွက်အခက်အခဲကြုံနေရပါတယ်။ဒီဖြစ်ရက်တွေရဲ့အားလုံးဟာဘိုးဆိုးဖိုးထောင်လွာရဲ့ဒလိဒိုးရစီမင်းတွေကိုဖောက်ဖျက်ပြီးအမဲလိုက်လို့ဖြစ်တဲ့ဆိုပြီးလွာသားတွေကဘိုင်းဝန်အဖြစ်တင်နေကြပါတယ်။ဘိုးထောင်တို့လင်းများလည်းစောက်ဖို့တောက်ဖို့ရာအတွက်ခက်ခက်ခဲခဲရှောက်ဖွေစားတော့နေကြပါတယ်။ဇူဆောင်ထားတဲ့စားနိုင်ရိတ်ခါလဲကုန်းတလောက်ဖြစ်နေပြီးမှ တချို့ရက်ပြီမှာဆိုအိနီနာချင်းတွေစီကဇန်ကံဘူးစစ်အချို့ဂျင်းငါပြီးချက်ပြုတ်စားတော့နေကြရပါတယ်။ဒါနေတော့မနက်ခင်းမှာတော့ဘိုးထောင်ဟာအဲ့ရကနေနှုတ်ထလာခဲ့ပြီးဇနိဖြစ်သူကိုမတွေ့တာကြောင့်ရွာအနက်အံပြားဟိုဟိုဒီဒီလိုက်လံရှာဖွေနေပါတယ်။နောက်ဆုံးမှာတော့ရွာဘက်စီကိုကြောပြပြီးတောအုပ်လေးစီကိုရှောက်သွားနေတဲ့သူရဲ့မိန်းမဖြစ်သူမဖွေးဦးကို တွေ့မြင်လိုက်ရပါတယ်။သူမျက်စိရှိမှပင်ဇနိတဲ့မဖွေးဦးက တော့တဲ့ကိုပြေးဝင်သွားပါတော့တယ်။ဒါကြောင့်ဖိုးထောင်းလဲဇနီးကဝင်သွားတဲ့တောအုပ်လေးစီကိုအပြည့်အလွားလိုက်လာခဲ့ပါတယ်။လိုက်သွားရင်းနဲ့နောက်ဆုံးမှာတော့ဒူးသမင်ကိုပြစ်ခဲ့တဲ့ဝရီညောင်မကြီးအနာကိုရောက်ရှိလာခဲ့ပါတယ်။ညောင်မကြီးစီကနေတဲလောင်လာတဲ့အမျိုးသမီးရဲ့ရေတံကိုစင်ကစင်ကကြားလိုက်ရတာကြောင့်အကန်လာရဘက်ကို လိုက်လံရှာဖွေပေးမဲ့ဘာမှထူးခြားတာမတွေ့အမြင်ရပါဘူး။နောက်ဆုံးမှာတော့ ညောင်ဝင်ကြီးကိုမော့ကြည့်လိုက်တဲ့အချိန်မှာတော့ဂျီမာလာတဲ့ညောင်ခန်းကြီးပေါ်မှာမတ်တက်ရက်နေတဲ့ဇနီးတဲ့မခွေးဦးကိုတွေ့မြင်လိုက်ရပါတယ်။ခွေးဦးနေအဲ့ဒီအပေါ်မှာတက်ပြီးဘာလုပ်နေတာလဲဆင်းကြတာ။ဂျေနောင်လာတဲ့ဂျေလန်ကြီးအဆုံးမှာတော့မခွေးဦးဟာညောင်ဝိုင်းပေါ်ကနေဂျုံကနေပြုတ်ကျလာပါတယ်။ဇနီးတဲ့ရဲ့အဖြစ်ကိုကြည့်ပြီးဖိုးထောင်လဲထိတ်လန့်ကြတဲ့လဲကြနေတဲ့မခွေးဦးရဲ့ခန္ဓာကိုယ်အနာကို တဖြည်းဖြည်းတိုးကပ်သွားပါတယ်။အနာကိုရောက်ပြီးဒေချာတတိထကြည့်လိုက်တဲ့အခါမှာတော့မဖွေဦးရဲ့ပုံစံဟာညနာတစ်ခုလုံးပုံပြက်ပန်းပြက်ဖြစ်နေတဲ့ကြောက်စရာအမျိုးသမီးအတွင်ကြောင်းလဲသွားပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတွေကစတင်ရွှေလျားပြီးပိုးထောင်ရှိရာကိုတဖြည်းဖြည်းချင်းလမ်းလျှောက်လာပါတယ်။မောင်ပိုင်းအပြင်အောင်မှာတော့အမင်းလိုက်ရတယ်အဲ့တော့ မြင်ပြတဲ့ပြီးစရာတယ်။ဟောအိုင်းတယ်အပြစ်အောက်မှာလာပြီးအမင်းနိုင်ရဖို့ဖုံးလို့အဲ့ဒါမြင်ပြပြီးပြီးစရာတယ်။တော်ဆောင်နတ်ကဘဖွေဥအယောင်ဆောင်ပြီးအုံစိုးဖိုးထောင်ကိုဒေါ်လေးကိုမျှခေါ်ခဲ့တာဖြစ်ပါတယ်။တပတ်မှာတော့ဒေါ်လေးကဟင်းရွက်ခုပြန်လာတဲ့မဖွေဥဟာယောက်ျားဖြစ်သူဒနေကုံပြောင်းနေတာကြောင့်အိနီနာချင်းတွေနဲ့အတူ လိုက်လံရှာဖွေနေပါတယ်။ညနေဆောင်ပြီးမူးထုတ်တဲ့အချိန်အထိရှာဖွေမတွေ့သေးတာကြောင့်တောတဲ့အထိဝင်ပြီးရှာဖွေဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒေသခံရွာလူကြီးနဲ့ရွာသားတွေဟာတောထဲကိုဝင်ဖို့ရအောင်လောဆောင်နဲ့နောင်ဆောင်နဲ့တွေနဲ့ဆိုင်းရပိုင်းရတွေကိုတိုင်တဲပြီးတောထဲကိုပင်လာလိုက်ကြပါတယ်။အတောကြလမ်းလျှောက်ပြီးတဲ့အချိန်မှာတော့ဗောဓိညောင်မကြီးနောက်ကိုရောက်ရှိလာပြီးထိတ်လန့်စရာမြေဝင်တစ်ခုကို တွေ့မြင်လိုက်ကြရပါတယ်။အဲ့ဒါကတော့ ဘိုးတော်ဟာအတဲလဲပြောင်းနေပြီးလဲတိုင်းကိုလည်းလိန်ထိုးပြီးတက်ဖြတ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ဒါလိုကြီးတဲ့မိုးစိုးဖိုးထောင်ရဲ့အလောင်းကိုရွာစီကိုပြန်တဲဖို့နဲ့ဖိုးထောင်ပြုတ်မိသည်မြအမောကိုကိုစားတောင်းပန်ကြောင်းတိုးဆောင်နတ်ကိုပန်ကြားလိုက်ပါတယ်။ဖိုးထောင်တည်ဆုံးပြီးတဲ့နောက်မှာတော့မိုးလေဝသလည်းပြန်လဲကောင်းမွန်လာပြီးကောက်ပဲတိနံတွေလည်းအရင်လိုပြန်လဲပေါ်များလာခဲ့ပါတယ်။မိုးစိုးဖိုးထောင်ရဲ့တနာဒီယာအဖြစ်စိုးကိုသင်ကန်းစာယူပြီး ဒါကြီးတော့ရွာသူရွာသား များဟာညောင်ညိုပင်ကြီးရှိရာတောနဲ့ထဲကိုဘယ်သူမှ အမဲမပြစ်ကြတော့ပါဘူး